တောင်တွင်းကြီးမြို့နယ်စီတာကြီးကျေးရွာကဥက္ကမောင်ကြီးနဲ့တခြားရွာသား၅ဦးကိုမေလ၁၈ရက်ညမှာဒေသခံခမရ103လေကျင်းတပ်အမှတ်9နဲ့ကုတ်ကူကုန်းရဲစခန်းကတပ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့လက်နက်ကိုင်တွေကရွာအနီးတောတွင်းမှာဝိုင်းဝန်းပိတ်ဆို့ခဲ့ပြီးနောက်နေ့မနေ့မှာဖမ်းဆီးရိုက်နှက်ခဲ့ရကနေဥက္ကမောင်ကြီးတေဆုံးသွားခဲ့ပါတယ်ခင်ဗျာထိုင်းနိုင်ငံမှာအလုတ်သွားရောက်လုတ်ကင်နေတဲ့သမီးဖြစ်သူမတ်ဖြူနှင်းခိုင်ကသူ့ဖခင်တပ်ဖြတ်ခရရာเจ้าကို တခြားသူတွေပြောမှတိခဲ့ရတယ်လို့ RFA ကိုမင်းညကပြောပါတယ်။အဲဒီတော့ရောင်းလဲပြဲမဝင်ဘူး။တော့ရဲ့နေရာမှာပြည်ရောအကုန်လုံးညီကိုနေကြရဲ့ရောင်းနဲ့၃မိုင်ခန့်လောက်ဝေးရဲ့နေရာမှာပြည်ရောနေကြရဲ့အဲအိုရောင်းရဲ့တလန်နေကြောင်းဟိုတလန်နေတင်းပေးလို့ဒီစစ်သားတွေအင်အား30လောက်နဲ့အဖေတို့ကိုဆဲချဲမင်းညတမာရီခွဲနှစ်မိုင်ဝင်းကျင်လောက်မှာအဖေတို့တော့ဝိုင်းတိုင်းလို့မြေပိုင်းမှာအဖေတို့ကိုအလိုမျိုးသူတို့ဝင်ပြီးတော့ အကုန်လုံးရိုင်းနေတယ်ဆောင်ရမီရဲ့အမေမောင်ကတယောက်ပါတယ်နောက်တော့အဖေညီမရဲ့ယောက်ျားတယောက်လည်းပါတယ်ကျွန်တော်ကတော့အဖေညီကိုဝန်ခွဲပြီပေါ့အဖေကအဖေရဲ့အကုန်လုံးအငြိမ်းကြီးသူတို့ဒါအနှိမ့်ရက်နေရိုက်ရိုက်နေတဲ့အခါကျတော့အဖေကအဲ့လိုကညာတို့အလောက်ကြီးမလုပ်ကြပါနဲ့ညာတော့မမရင်မလုပ်ကြပါနဲ့မလုပ်ကြပါနဲ့ဆိုတော့အဖေကိုကညာကဘာမလိုလို့ဆိုပြီးတော့အဖေကိုရိုက်ပြီးတော့ချင်းကြရင်းနဲ့လည်းအဖေတိုက်ကိုတွေးရင်အဖေမောင်ကလဲကြတော့ပြီးအဖေမထနိုင်တော့ဘူးအော်ဒဲရတဲ့ဇေကတော့ မီးရိုးတွေလည်းပဲအကုန်လုံးကျိုးရယ်လက်တွေလည်းပဲအေးလက်ချောင်းလေးတွေလည်းကျိုးရယ်ဟိုဟာဘိုက်မှာလည်းတန်ရရလို့တမီးကိုပြောတယ်တမီးကမမြင်ဘူးအမေရောငိုပဲငိုနေဒီမှာဘာမှမပြောနိုင်ဘူးသူအရင်ခံစားရငိုပဲငိုနေတမီးအတန်းနဲ့ဆက်ပြီးနောက်တမီးအောက်ကမောင်လေးကအသက်73နှစ်မြမလေးက9နှစ်အသက်48နှစ်ရှိဥက္ကမောင်ကြီးဟာပြီးခဲ့တဲ့ရွေးကောက်ပွဲမှာကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်ဥက္ကရာဖြစ်ပါတယ်ဒေသခံရွာသားတယောက်ကသူတို့ကျေးရွာအုပ်စုမှာ ဒလန်ဆယ်ဦးကရှိပြီးအဲ့ဒီဒလန်တွေကစစ်တပ်နဲ့အတူအနီးအနားရှိပြင်ကျောင်းရွာဖုံးတော်ကြီးကျောင်းမှာတပ်ဆွဲနေထိုင်ကြတယ်။ဥက္ကမောင်ကြီးတို့အဖွဲ့ကိုလည်းအဲ့ဒီဒလန်တွေကလမ်းပြခေါ်ဆောင်သွားတာဖြစ်တယ်လို့ RF ကိုပြောပါတယ်ခင်ဗျာ။အဲ့မှာသူတို့၆ယောက်ကိုမိတယ်။ကောင်မောင်ကြီးကတော့သူအဲ့မှာအဲ့နေရာမှာလည်းသူလက်လွန်တော်ရတဲ့ဘုံတွေအဲ့လိုဖြစ်သွားတာ။ ဟိုရောင်ပြန်တဲလာပြီးအလောင်းကိုအဲ့မှာပင်းချောင်းဘုံချောင်းမှာထားပြီးတယောက်မှအပြိမခံဘူးငါတဏှာနေလဲချိန်ထားပြီးတယောက်မှကြည့်လို့မရဘူးအဲ့သူမိမပြစ်တန်ပြစ်တလိုက်သူ့ကိုပြစ်တလိုက်ဆိုပြီးသူကလောင်းကိုဟိုမရရအောင်ကြည့်ရပါဘူးသူကအဲ့ကြောင့်မသူမိမတယောက်တည်းကိုကြီးပင်ပေးတယ်အဲ့ဒီရွာတစ်ခုလုံးအခုထွက်ပြေးနေရချိန်မှာရွာတွေကနေအိမ်တွေကိုစစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကလူရဖြက်စီးပြီးကြက်ဝက်တွေကိုတပ်ဖြတ်စားတောင်းနေကြတယ်လို့ဆိုပါရခင်ဗျာစီသာကြီးနဲ့ပြင်ချောင်းရွာနှစ်ရွာပေါင်း လက်ရှိဖမ်းဆီးခံနေရတဲ့ရွာသား20ကျော်ရှိပြီးသူတို့ကိုတောင်တွင်းကြီးအမှတ်9လက်ကျင်တပ်မှဖမ်းထားပါတယ်။ဖမ်းဆီးခံသူတချို့ကတော့ငွေ7သိန်းအထိပေးပြီးလွတ်လာခဲ့တယ်လို့ဆိုပါတယ်။ဖမ်းတဲ့လူကြစီတယောက်5သိန်းနဲ့တော့ပေးရတယ်။တချို့ကလည်း7သိန်းရလို့တယောက်နဲ့တယောက်မလူစီရ။ကျွန်တော်တကယ်ကြီးရအမိတို့ယူတော့ဆိုခဲ့7သိန်းပေးရတယ်။တောက်အောင်မမီလို့မီကိုဖမ်းထားတာ။အခုတေဆုံးတဲ့ဥက္ကမောင်ကြီးရဲ့ရုပ်အလောင်းကိုဘယ်လိုပြန်ရရှိခဲ့တာပါလဲ။ ဥက္ကမောင်းကြီးလောင်းကိုပြန်ရဖို့အတွက်မကြဆူကစစ်တပ်ကမူငားလေးမိပြီးထုတ်ရလို့ကြားသိရတယ်ခင်ဗျာနိုင်ငံရေးသမားရှေ့နေဦးကြီးမြင့်ကတော့ဒါဟာစစ်တပ်အနေနဲ့လူသားမှုကိုရောအာဂရိလိုက်စားမှုကိုပါကျူးလွန်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်ခင်ဗျာဒါလူသားမှုပဲအတေကြတယ်ရိုးရိုးတည်မှုတည်ခွင့်ဖွင့်လို့မရဘူး။ဇော်မင်းထုံးကတော့ပြောတယ်ဒါပြကျွန်တော်တို့လည်းတည်မှုတည်ခွင့်ဖွင့်တာပါ။ကျွန်တော်တို့ဥပဒေရတော့အဲ့လိုတည်မှုတည်ခွင့်လို့မရဘူး။တည်မှုတည်ခွင့်ကနေပြောလူသားမှုပြောင်းသွား။နှိမ့်ချက်က အဲ့ဒီလိုက်စားတိုက်ပွဲရေးကော်မရှင်ကိုတင်ပြလို့ရှိတာအာနာရှိတဲ့လူတွေကအာနာအလုံးစားလုပ်ပြီးလက်စားတဲ့အတွက်ကြောင့်ဒါသုံးသုံးဆစ်ဆစ်ရအဲ့ဒီဒေသခံတွေကိုဖမ်းဆီးနှိပ်စက်နေတဲ့တပ်ဖွဲ့တွေထဲမှာကပါစာ78ကတပ်သားတွေလည်းပါဝင်တယ်လို့ရွာသားတွေကပြောပါတယ်အခုလိုစစ်သားတွေရဲ့ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီပြောခွင့်ရပုံမှုချုပ်ဇော်မင်းထွန်းကို RF ကဆက်သွယ်ခဲ့ပြီးမဲ့ဖုံးလက်ခံဖြေကြားခြင်းမရှိပါဘူးခင်ဗျဥက္ကမောင်ကြီးရဲ့သမိဖြစ်သူမတ်ဖြူနှင်းခိုင်ကတော့ သူ့ဖခင်ရဲ့ရုပ်အလောင်းကိုမကတော့လိုက်ရတဲ့အတွက်စစ်တပ်နဲ့ဒလန်တွေကိုနာကြီးနေပါတယ်။မလို့မမကျင်းနေရဘူးကြ။ဒါမျိုးပြင်မတည်ဒီမနေ့ဒီရအပြင်မှာဘာမှအပြည့်ကြီးကြီးမမမရှိရနေရဲ့ဆိုရလို့ရကြအစရာ။လို့မမဖြစ်တဲ့နံဒီဒီရနေကမှအလုံးလုံးကအင်ကိုပြီးပြီးကျင်းလို့လည်းပြီးတယ်လို့မရဘူးကြ။ဒါမျိုးကဒုက္ခရောက်နေတာအကြောင်းတင်နေတဲ့နာကလို့မှမခံစားနိုင်ဘူးဖြေးသိမ်းလို့ကိုမရဘူး နိုင်ငံရေးကျင်းသားများကာကွယ်စောင့်ရှောက်ရေးအသင်းရဲ့ထုတ်ပြန်ချက်အရစစ်တပ်အာဏာသိမ်းပြီးပြစ်ခတ်တပ်ဖြတ်မှုတွေကြောင့်အခုချိန်ထိတေဆုံရတဲ့ပြည်သူ800ကျော်နဲ့ဖမ်းဆီးခံခဲ့ရသူ9300ကျော်ရှိပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်ခင်မောင်ဆိုပါဒီသတင်းကိုဝါရှင်တန် DC ကနေပေးပို့လိုက်တာဖြစ်ပါတယ်ခင်ဗျာ